နှစ်စဉ်မေလ16ရက်နေ့ကို FPP ဆိုင်ရာပြတိုင်များနေအဖြစ်1989ခုနှစ်မှာစတင်ပြီး FPP ဆိုင်ရာပြတိုင်များကောင်စီပြတိုင်များဟာလူအဖွဲ့စည်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ရည်ကြီးမှုများအပြန်အလှန်ဖလှယ်ခြင်းလူအဖွဲ့စည်းအတွင်းအပြန်အလှန်ပုံမနားလည်လာစေခြင်းရင်းရဲစွာအတူပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်အရေးပါကြောင်းကိုတတိပြုမိလာတာကြောင့်နှစ်စဉ်ပြတိုင်များနေအဖြစ်သတ်မှတ်ပြီးအထိမ့်မှအခမ်းအနားများအထူးပြပွဲများစာလန်းခပွဲများစတဲ့ပြတိုင်ဆိုင်ရာလှုပ်ရှားမှုများကိုပြုလုပ်ခြင်းမှာကြတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံနိုင်ငံအနေနဲ့ကတော့ကျွန်တော်တို့အခု ဒီအ비ဆန်ပြည်နယ်များကောင်စီရဲ့ဖော်ဝင်ဖြစ်ပြီးတဲ့နောက်မှာနေပြည်တော်မှာပထမဆုံးတင်ပါတာဖြစ်ပါတယ်။ပြလိုက်တဲ့ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ကျွန်တော်တို့အ비ဆန်ပြည်နယ်များကောင်စီရဲ့နေပြည်တော်မှာခါအားကြော်တာဖွင့်နေပြီးတဲ့တင်နှန်းများနောက်ဆရာဖတ်ပွဲများဆီမနာများဝါရှော့များကိုတက်ဆန်ပြတဲ့များဝန်ထမ်းများပြတဲ့ပညာရှင်များစေလွတ်ပေးဖို့ဒါမှမဟုတ်တင်ပြမှလည်းတင်ကြမယ်ဆိုလို့ရှိရင်လည်းတယောက် ခွင့်ပြုဖို့အတွက်ကျွန်တော်စီစဉ်ဆောင်ရွက်ပေးပေးပေးမှာဖြစ်ပါတယ်။2016ခုနှစ်ဒီဇင်ဘာလ10ရက်နဲ့17ရက်နေ့တွေမှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာပြတိုင်များကောင်စီရဲ့134ဒင်းများအမှုသာအဖွဲ့အစည်းဝေးကမြန်မာနိုင်ငံ International Council of Museum အမျိုးသားကော်မတီဖွဲ့စည်းမှုကိုလက်ခံအတည်ပြုဝေးခဲ့တဲ့အတွက်မြန်မာနိုင်ငံ Icon အမျိုးသားကော်မတီဟာအပြည်ပြည်ဆိုင်ရာပြတိုင်များကောင်စီရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့အပြည်ပြည်ဆိုင်ရာပြတိုင်များကောင်စီကထဲကိုဝင်ရတဲ့အကြောင်းရင်းကတော့နိုင်ငံတကာမှာရှိတဲ့ ပြရတဲ့တင်နဲ့ဆက်နွယ်မှုရှိလာပြီးတော့ပြရတဲ့တွေတို့ဖွံ့ဖြိုးတိုးတက်လာအောင်နော်မြန်မာနိုင်ငံမှာရှိတဲ့ပြရတဲ့များအားလုံးစုစည်းမိအောင်ဆိုပြီးတော့ဒါပြရတဲ့နေ့ကိုဆောင်ရွက်လာခြင်းရှင်ဖြစ်ပါတယ်ဒါပြရတဲ့များနေ့မှာဒီနေ့မှာစပြီးတော့ဒါပြရတဲ့တွေအားလုံးမြန်မာနိုင်ငံမှာရှိတဲ့ပြရတဲ့အားလုံးပါဝင်နိုင်အောင်ဆက်လက်ပြီးကြိုးစားဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ဒီနေ့အတွက်အပြည်ပြည်ဆိုင်ရာပြဿနာများကြီးရဲ့စာမုတ်ကတော့ Media and Context Business, Senior Executive Engineer, Shin Dai Tamai Taiwan Bureau